ခရီမင်းအေရီမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ပြဿနာတွေအတွက်အဖြေချစ်လာမလားဆိုလီအခုထွက်နေတဲ့ဒီကောလာဟန်လာတွေကိုကျွန်တော်တို့ဒီတစ်ခေါက်အသေးစိတ်လေးလိုက်ကြည့်အောင်ဒီအပြောင်းရွှေ့ကနှစ်ဖက်စလုံးအတွက်တကယ်ရောအဆင်ပြေနိုင်မှာမလားဟုတ်ပြီအဲ့တော့အရင်ဆုံးမန်ချက်စတာယူနိုက်တက်မှာဘလို့ပြဿနာမျိုးကြုံနေရတာလဲဆိုတာကနေစကြည့်ကြအောင်မန်ချက်စတာယူနိုက်တက်ဆိုတော့တည်တဲ့အတိုင်းပဲလေအပြောင်းရွှေ့ဈေးကွက်မှာငွေ၃နိုင်တဲ့အတင်းမှာဒီတစ်ခေါက်လဲချွင်းကြတော့မဟုတ်ခဲ့ဘူး ကစားသမားတွေတော့ပေါင်သား200လောက်ထိသုံးထားပြီလားဒါပေမဲ့မိခွန်းကဒီလောက်သုံးထားတဲ့ငွေတွေကတကယ်လျော့တန်ရလားဆိုတာပဲအဲ့မှာပြဿနာကစတာပဲဒီလောက်အများကြီးရင်းနှီးမြှုပ်နှံထားပြီမဲ့ United ရဲ့တိုက်စစ်ကကိုပေါ့ပြောင်နေတော့ပဲအခွင့်အရေးတွေဖန်တီးဖို့လည်းရုန်းကန်နေရတယ်ကိုရှေ့ရောက်ရင်လည်းအဆွန်တက်တရားမသိမချနဲ့တော်တော်လေးကိုအားမြစရာဖြစ်နေတာပေါ့ဥပမာအနေနဲ့မတေးယုစ်ခွန်ညာကိုပဲကြည့်လိုက်လေဒီဘရာဇီးလ်တိုက်စစ်မှုကိုဖျောင်းရွှေ့ခြေအများကြီးပေးပြီးခေါ်ခဲ့တာ ဒါပေမဲ့အတင်းအထက်သိပြီးအရာမထင်သေးဘူးဟုတ်ပါတယ်သူ့ရဲ့ရေသွေးတွေကိုတစ်ချက်တစ်ချက်တော့မြင်ရတာဒါပေမဲ့ဒီရာတီတစ်ခုလုံးမှမတကိုးတည်းပဲသွင်းနိုင်သေးတယ်ဆိုတာကတော့အားနည်းချက်ကြီးတစ်ခုလို့ဖြစ်နေတယ်အခုလိုလက်ရှိတိုက်စစ်မှုတွေရုန်းကန်နေရတဲ့အချိန်မှာ United ကဂိုးသွင်းနိုင်မဲ့ဒုတိယကို အသေးအတန်ရှာနေတာပေါ့အခုတော့သူတို့ရှာနေတဲ့သူကို Bundesliga မှာတွေးလိုက်ပြီးလို့ဆိုရမလို့ပဲယုံကြည်စိတ်ချရတဲ့ဂျာမန်သတင်းစာကြီး Bild ကဟောပြလာပါတယ် သူတို့ရဲ့အဆိုအရဆိုရင် United ကဒေါ်မွန်အသင်းရဲ့ Karim Adeyemi ကိုသူတို့ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်သမှတ်လိုက်ပြီးတယ်။ဒီ build ဆိုတာကလည်းပြောင်းရွှေ့တဲ့နေမှာမတန်းကောင်းရှိတော့ဒါကတော်တော်လေးကိုအရေးကြီးတဲ့တုတ်တက်မှုတစ်ခုလို့ပြောလို့ရတယ်။ဆိုတော့ဒီ Karim Adeyemi ဆိုတာဘာတူလဲ။သူကြောင့်ဘာလို့ဒီလောက်တော့အတန်းကြီးထွက်နေရတာလဲ။ကဲ Manchester United ရဲ့နောက်တဲ့ Jeff Villa နိုင်မလားဆိုတာဒီကစားသမားအကြောင်းကိုအနည်းကလေးလေ့လာကြည့်လိုက်ကြအောင်။သူကို Roronal လို့နာမည်ပြောင်းပေးထားကြတာအကြောင်းပဲတော့မဟုတ်ဘူး။ အန်နီဦးနီယာဒီမှာလက်စီးလို့အမြန်နှုံးမျိုးရှိတယ်ပြီးတော့အဲ့ဒီအမြန်နှုံးကိုတုံးဖို့ဘယ်တော့မှဝင်မလေးဘူးနောက်ခံလူတွေကိုအရှင်ညက်ပြေးကြော်သွားရတာမျိုးကသူ့အကြိုက်ပဲဒါပေမဲ့သူကအမြန်နှုံးတစ်ခုတည်းပဲရှိတယ်ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူးကိုအတွင်းအာယုံလည်းကောင်းလဲကြည့်လေဒီဟာဒီစလေးဖွဲပဲကစားရသေးတာကိုပါမယ်ပတ်တမှုကချော့ချင်းထီရှိနေပြီသူ့လိုအတက်အွယ်ကစားသမားတစ်ယောက်အတွက်တော့ဒါကတော့တော်တော်လေးကောင်းလွန်မှတမ်းပဲဒါပေမဲ့ခဏလေး ဒီအပြောင်းရွှေ့ကကစားသမားနဲ့ clinic ထင်းကြားကကိစ္စတက်တက်တော့မဟုတ်ဘူး။နောက်ွယ်မှာတော်တော်လေးအထူးကကြရတဲ့သူတယောက်ပါဝင်နေတယ်။ဒီအပြောင်းရွှေ့တစ်ခုလုံးကိုဖြစ်မြောက်အောင်ရောဖြစ်ပြဲသွားအောင်ရောလုပ်နိုင်လေသူမျိုးပေါ့။အဲ့ဒီသူကဘာလုပ်လဲဆိုတော့ဘောလုံးလောကရဲ့အကျော်မော်တွေကိုကင်တွယ်နေတဲ့ super agent လို့လူသိများတဲ့ Jorge Mendes ပါပဲ။ Mendes ဆိုတာက Manchester United နဲ့ယင်းနေ့ဆက်ဆံရရှိပြီးသား။မကြာသေးခင်နှစ်တည်းကအသင်းရဲ့အကြီးဆုံးအပြောင်းရွှေ့တစ်ခုမှာသူကအဓိကနေရာကနေပါဝင်ခဲ့တာ။ ဥပမာပြီးခဲ့တဲ့နှစ်ကပဲ Lenny Yoro ကို Old Trafford City ခေါ်လာတဲ့ပြောင်းရွှေ့မှာသူကအဓိကရခဲ့တာလေ။ဒါကြောင့် Madness တွေကပေါင်းလာပြီးဆိုရင်တော့ဒီပြောင်းရွှေ့ရဒီကရခစ်လာနိုင်ချေရွှေ့ရဆိုတာကိုသဘောပေါက်ထားရမယ်။ဒါပေမဲ့ဒီပြောင်းရွှေ့ရပြည့်ပြတ်သွားပြီလို့တော့ပြောလို့မရသေးဘူး။ချုပ်ဖျားရမယ်အတားအဆီးတွေရှိနေသေးတယ်။အဲ့ဒီထဲမှာကြီးမားဆုံးက Borussia Dortmund နဲ့ထင်းကိုယ်တိုင်ပါဖြစ်နေတယ်။အခြေအနေကဒီလိုပြ။အေဒီမီဘက်ကစချုပ်တဲ့ချုပ်ဖို့ဆရာထက်တန်းနေတယ်လို့သတင်းတွေထွက်နေတယ်။ ဒါပေမဲ့တောမွန်ဘက်ကကြတော့တိမတင်မချဖြစ်နေတယ်။ကစားထွားရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူတို့ဘက်ကချိန်စားနေပုံပဲ။အဲ့ဒီအချက်ကပဲ United အတွက်အခွင့်အရေးတစ်ခုဖြစ်လာနိုင်တာပေါ့။အချင်းတွေကိုပိုပြီးရှုပ်ထွေးခွာစေတာက AD မီနဲ့တောမွန်နီးပြတဲ့နီကိုကူဘာကြာမှအကြောင်းလေးရှိနေတယ်ဆိုတဲ့တည်ငယ်ပဲ။သူတို့နှစ်ယောက်ကြာမှအမြင်မတူတာတွေရှိနေပုံရတယ်ဆိုတော့ဒါက AD မီကိုအတင်းကနေထွက်ဖို့တွားပစ်နိုင်တဲ့နောက်ထပ်အချက်တစ်ခုဖြစ်လာပြန်ရော။ကဲသူအနာဂတ်နဲ့ပတ်သက်ပြီးဒီလိုမသေးမချာဖြစ်နေချိန်မှာ အေဒီမီကိုခေါ်ဖို့ဘလောက်လောက်ကုန်ရနိုင်မလဲနောက်ဆုံးတဲ့နေ့ကတော်မောင်းကတဲ့သူ့ကိုခေါ်ထုတ်ချင်ယူရိုသန်းစစ်စီလောက်ကြမလို့ဆိုတယ်ဟုတ်တယ်ဒါကငွေပမာဏအများကြီးပဲဒါပေမဲ့သူ့လိုအရေးချင်းရောအလောက်လာပါရှိတဲ့ကစားသမားတယောက်တော့တော့ပေးရတာတန်တစိဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့နောက်ဆုံးမိကုန်းကခရီးအေဒီမီဟာမန်ချက်စတာယူနိုက်တက်တိုက်စစ်ပြဿနာနဲ့အတွက်တကိအဖြေလားဒါကတော့အဖြေရခက်တဲ့မိကုန်းတစ်ခုပဲဒါပေမဲ့ တေးကြတခုကတော့ဒီအပြောင်းအရွှေ့ဟာကလပ်အသင်းအတွက်အလဲအပြောင်းတစ်ခုဖြစ်စေနိုင်တဲ့အလားအလာတော့ပြောရှိနေတယ်။သူကအချိန်ဟုန်မြင့်တဲ့ဖြည့်ရှင်ချက်တစ်ခုဖြစ်လာမလားဒါမှမဟုတ်ကုန်ကျစရိတ်ကြီးမားတဲ့နောက်ထပ်ပြဿနာတစ်ခုပဲဖြစ်သွားမလားဆိုတာကတော့စောင့်ကြည့်ရတော့မှာပဲ။